လိုင်သာယာမြို့နယ်ရွှေလင်းမန်းကျွေးရွာတွင်မှပြင်ပကလာရောက်ပြီးတဲထိုးနေထိုင်မှုပြင်ဆင်သူတရားခန့်နဲ့ဒေသခံရွာသား300ကျော်တို့အငင်းပွားရာကနေတဆင်ဒုက္ခဲများကင်ဆောင်ကပြဿနာကြီးထွားလာပြီးရုံရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဒီလိုဖြစ်ပွားမှုဟာဒီဇင်ဘာလ28ရက်နေ့မနက်တနာရီခန့်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အခုလိုဖြစ်ပွားရတာဟာဒီဇင်ဘာလ29ရက်နေ့ည7:00နာရီခွဲကစတင်ပြီး လိုင်သာယာရောတွင်းဝဲဥဖိုးလိုင်လန်းနဲ့ကနောင်မင်းသားကြီးလမ်းတော်ရှိနေနေရာတွေပေါ်မှာလူရောက်တရာခန့်ဟာတဲထိုးနေထိုင်ဖို့ပြင်ဆင်နေတာကိုရက်ကွက်နဲ့မြို့နယ်တာဝန်ရှိသူတွေကတွားရောက်စစ်ဆေးမှုစတင်ခဲ့ပြီးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင်လမ်းပေါ်ဖြတ်တန်းသွားလာသူတွေကိုလည်းလာရောက်နေထိုင်ဖို့ပြင်ဆင်သူတွေကစစ်ဆေးမေးမြန်းမှုများချိန်ချောက်မှုများပြုလုပ်ခဲ့တာကြောင့်လည်းပြဿနာတွေပုံမကြီးမားလာရတယ်လို့ရွှေလင်မန်းဒေသခံတွေကဆိုပါတယ်။ရုံကြီးကနေပြီးကျွန်တော်တရင်ရလို့အဲဒီတမရှိလမ်းရှူလမန်းပေါ့နော်ရှူလမန်းအပိုင်းတမရှိလမ်းကိုကျွန်တော်တို့သွားတဲ့အခါကျတော့သူတို့က အဲ့မှာကား3စီးတောင်းနဲ့လူက300လောက်ရှိတယ်300လောက်ရှိတော့ကျွန်တော်တို့တို့ကြော်မောင်းသွားပြီကျွန်တော်တို့ဖွဲ့ရဟိုဘက်ဒါအဆက်အုံရှိမှကျွန်တော်ရက်နေရက်နေတော့တို့ကအဲ့မှာလူညောက်ကလာတယ်ကျွေးရွှဲပြီးတော့ကောင်းပါတော့တယ်ဒါကျူးလို့မရဘူးကျွန်တော်တို့တရားလေသမားမိကြီးပေါ့နော်နိုင်ငံတော်ပိုင်မိကြီးပေါ့နော်အဲ့လိုမိကြီးရှိတဲ့အခါမှာကျွန်တော်မလုပ်ပါဘူးကျွန်တော်ထိန်းဆောင်နေရတာဆိုတော့တို့အဲ့လူညောက်ကကျွန်တော်တို့ဘေးကိုထိုင်းနေတယ်ကျွန်တော်ခေါ်လာတော့အဲ့နှစ်ယောက်ကိုခေါ်ရမလားဆိုပြီးတို့အဖွဲ့က80လောက်ရှိတယ်ကျွန်တော်တို့ကဒီရာကဖွဲ့နေရဲဖွဲ့နေရနေမြေကရဲဖွဲ့နေရ15လောက်ပဲရှိတယ်ကျွန်တော်တို့ဒုတ်ရိုက်တိုင်းနဲ့လာပြီးတော့တို့က ဆဲဆိုပြီးတော့မင်းရဲခွေးတွေမင်းတို့မျိုးနဲ့ထင်းဆိုးလို့ကောင်းမလို့ဂူးမဆိုင်ဘူးပြောလိုက်ပါညာလဲဆိုကျွန်တော်တို့ဓာိုင်းနဲ့လာဝိုင်းတော့ကျွန်တော်တို့ကတောင်းမှန်တယ်အဲ့တော့ကျွန်တော်တို့ကိုခင်ဗျားတို့ကိုပေါ့နော်ဘာမှမလုပ်ဘူးကျွန်တော်တို့သွားခွင့်ပေးအဲ့ဒါဆိုခင်ဗျားတို့ AC သွားဆိုပြီးတော့ကျွန်တော်တို့လူတွေကိုသူကနည်းနည်းလမ်းလိုက်ပြီးတော့ကျွန်တော်တို့ကဆိုင်ကယ်နဲ့စပိန်နဲ့အမောင်းထွက်လာတယ်ကျွန်တော်တို့ရှိရရှိတဲ့ရဲရှိရနေပြီးတော့သူကဖုန်းဆွဲလူတယ်သူတို့လူကိုတောက်ပန်ရထားလို့ဆိုပြီးတော့ဆွဲလူလိုက်တယ်ဆွဲလူပြီးတော့အဲ့ဒီဖုန်းကိုယူထားလိုက်တယ်နောက်တစ်ခါစပိန်တစည်းကျွန်တော်ဒီရာဆိုင်မှုစပိန်တစည်းယူထားလိုက်တယ် ကျွန်တော်တို့ကအဲ့တော့အသက်ကိုလှုပ်ပြီးပြေးလာခဲ့ရတာပေါ့နော်အကုန်လုံးအဲ့လိုဝင်ကြမှုနောက်တစ်ခါကျတော့သူတို့ကဒီတပည့်ရှိလမ်းကြီးကိုဆွတ်ပေးပစ်တယ်ဘလူးကမသွားဆိုတော့သူက highway လမ်းမောင်းနေတဲ့ကားတွေပြအကုန်ပြန်ပြေးရတယ်မတွေ့ရတော့ဘူးခေးသီးနဲ့ပြေးတယ်ကုန်းနဲ့ကုန်းသီးနဲ့ပြေးတယ်လေးဝါးနဲ့ပြေးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတော်ရအောင်ယူသားတွေကမခံနိုင်ဖြစ်နေအခုဆရာမင်းတဲ့အတိုင်းပဲကျွန်တော်ထိတ်ဟားနေရတယ်တော်ရအောင်ကလူသုံးဟားတွေရတယ်ဖြစ်နေအတိုင်းဒါဘာဆိုတော့ပြဿနာတွေတက်ကုန်ပါဆိုလို့ ကျွန်တော်ထိတ်ထားပေးနေတာတဲထိုးနေထိုင်မှုပြင်ဆင်ကြသူတွေဟာ AR တိုင်းဒေသကြီးအတွင်းနာကိမုံတိုင်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေအများဆုံးပါဝင်တယ်လို့သိရပါတယ်တဲထိုးနေထိုင်မှုလာရောက်သူတွေကရွာကိုမီးရှို့မယ်ဆိုတဲ့တဲ့င်းတွေထွက်ပေါ်ခဲ့ပေမဲ့ဆိုပါလာရောက်သူတွေကတော့ပြည်သူအချင်းချင်းတိုက်ခိုက်မှုမပြုလို့ပဲအာနာရှင်ခရိုနီများရရှိထားတဲ့မြေနေရာတွေမှာသာကျူးကျော်မှုပြုလုပ်တယ်လို့ဆိုပါတယ် ဒါပေမဲ့လည်းမိရှုမယ်ဆိုတဲ့သတင်းထွက်ပေါ်မှုကြောင့်ရွှေလင်းမန်းရွာသားတွေစုယုံပြီးဒုတ်အုတ်ခဲစတဲ့ပစ္စည်းတွေကင်ဆောင်ထားလို့တဲထိုးနေထိုင်ဖို့ပြင်ဆင်သူတွေကလည်းဒုတ်ဒါစတဲ့လက်နက်တွေကင်ဆောင်ပြီးနှစ်ဖက်အငင်းပွားမှုဖြစ်ပေါ်ခဲ့ပါတယ်။ဟိုးချမ်းနေပဲပဲပါ။အော်ဆော်မင်းထုံးပါ။အဲဆော်မင်းထုံးကနေပြီးနေရာပေးပါမယ်လို့သူပြောပါတယ်။အကိုတို့စောင့်ကြည့်တယ်သူ။ယင်းနေ့ချိန်တည်းသူမပေးလာခဲ့ပါဘူး။ဟိုလိုပြောဒီလိုပြောဟိုနေရာတွေလိုက်ပြဒီမဟုတ်တဲ့နေရာတွေသူလိုက်ပြ။ယင်းနေ့ချိန်တည်းပြရသေးဘူး။ အဲအဲ့ဒီအတွက်ကြောင့်အကိုတို့ကဒီလူတွေအဲ့ချက်မှာကြက်နေတဲ့အတွက်ဒီလူတွေကို တရားဝင် ဖြစ်အောင်လို့ဒီနေရာမှာတရားဝင်ကဘာကနေပြီးတော့သိအောင်လို့အဲ့ဒီကလူတွေကြက်တောက်နေတဲ့လူတွေကိုပြန်ထုတ်လာတာအဲ့တော့ဥစားနေပေါ့အခုအကိုတို့ထန်းနေမယ်ကနေပြီးတော့ကိုတော်မင်းထွန်းကမပေးဘူးပြောလို့ဒီရောက်လာအဲ့လိုလားမပေးဘူးရတော့တော့မဟုတ်ဘူးပေါ့ तू ကအဲ့လိုမပြောဘူးပေးမယ်ပြောပြီးတော့ပေးပဲပြောပြီးတော့လှဲခွက်နဲ့နေတဲ့အတွက်ကြောင့်ဒီတိကျတစ်ခါမှမပြောအတိတိကျမရှိဘူးအပြအဲ့လိုပေးရတာတော့ကြောက်ကြောက်ခါဘူးကမပြောဘူးလားအာတက်လာပိုင်း တလာပိုင်း31နှစ်ညကကျူးတယ်နှစ်လပိုင်း10ရက်နှစ်မနက်ကပြဿနာဖြစ်တယ်နှစ်လပိုင်း6ရက်နှစ်မှာသူ့ပါဇက်ကထွက်တာပဲအဲ့ကူလည်းဒီပေါ်ပါတော့အခုကိုတို့ဒါဆိုရင်အခုတို့ဒီမှာဒါရောက်နေထိုင်တဲ့ခါမှာတော့ဒီအုပ်ချုပ်ရေးပိုင်းကတားဆီးတာပဲရှိရပေါ့အတားဆီးတာပဲသူကတော့တားဆီးတာပဲဂျန်နဲ့ဟာတော့မရှိဘူးအဲသူကတော့မရှိဘူးဂျန်နာဘာမှမရှိဘူးနေရာနဲ့ဖယ်ရတာပဲအိုးအစင်းမြင့်ငါးရက်ွက်ပေါ့ ငါးဒိတ်ငါးဒိတ်ကျူးလို့ခေါ်တာပေါ့ငါးဒိတ်ငါးဒိတ်ပင်မိုးနေလမ်းမှာဤပေးလိုင်တာမျိုးနေတယ်အဲလိုင်တာမျိုးနေတယ်မှာပဲနောက်တော့အခုအဲ့ဒီအဲ့ဒီစားအဲ့ဒီပင်မိုးနေလမ်းဘက်ကနေအခုဒီကိုလာပြီးဝင်ရောက်နေတိုင်းတော့ဟုတ်ပါတယ်ဟုတ်ပါတယ်ပြီးသားစုကဘယ်လောက်ပါလဲမိသားစုကဒီထဲမှာဆိုရင်တော့တော်တော်များများရှိနေပြီပေါ့အခုဆိုလို့ရှိရင်200ကျော်လောက်ရှိနေပြီခုနကပြောလို့ဟိုစားလေ ID ဒီမိုးနန်းထိတ်ကတော့တော့ကြာ나ကြီးဖြစ်လုံးကလူတွေပဲပါတယ်။အပါတယ်မှန်ပါတယ်ပါပါတယ်။အရာဝတိုင်းကလူကျွန်တော်တို့ပဲ။ဒီထဲမှာတော်တော်များများပါပါတယ်။ဒီကလေးတွေဆိုတော်တော်ပါပါတယ်။အရာဝတိုင်းထဲမှာရွာကိုကုံသေးကြီးများအသင်းကနေပြီးတော့အင်ဂျီတွေဆောက်ပေးပေမဲ့ယနေ့အချိန်အထိတရက်တစ်ဆယ်တန်းကိုမကြားနိုင်လို့မနေရဲလို့ဒီရန်ကုန်မြို့ပေါ်တက်ပြေးနေတဲ့လူတွေလည်းရှိပါတယ်။အာကျွန်တော်တို့တရင်ဝင်ပဲ။အဲ့ဒီရွာပြတ်ထားတာပြင်စလူရွာပြတ်ထားပါတယ်။ ဘုံတော်ပြေကြောက်ကလပြတ်ထားပါတယ်လဗရမြို့နယ်ထဲမှာဆိုဆလူစိတ်အုပ်စုပြတ်ထားပါတယ်ရွာပြတ်ထားတဲ့နေရာတွေအဲ့ဒီနေရာမိန်းကလေးပုံကူတွေများပါတယ်အဲ့မှာအဲ့ဒီနောက်မှာတော့ဒေသခံရွာသားတွေကကျူးကျော်နေထိုင်မှုပြင်ဆင်သူတွေကိုဖယ်ရှားမှုရိုက်နှက်ပစ်ခတ်မှုထိမ့်သိမ်းမှုချုပ်ရှိခဲ့ကပြဿနာမဖြစ်ပွားမီကအုပ်ချုပ်ရေးမှုတွေကရဲစခန်းကိုအကြောင်းကြားခဲ့ပေမဲ့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေရဲ့လာရောက်တားဆီးမှုမရှိခဲ့ဘူးလို့သိရပါတယ်